မင်္ဂလာပါရှင်ဒီနေ့ဝါခေါကျွတ်တော်လေးနဲ့ကစွန်းရဲ့တပြတ်သားမှာဖြစ်ပါရရှင်စားလို့လဲကောင်းမယ်ထမင်းစားလဲမိန်စီမှဖြစ်ပါတယ်သူတမျိုးရင်းနဲ့ပဲစားလို့ရတဲ့အနေထားလေးပေါ့ရှင်ကစွန်းရဲ့ကစွန်းရဲ့ကတော့လေကျမတစီသုံးပြတယ်ကစွန်းရဲ့တစီကို ဒါနဲ့ပဲပိုင်းဖြတ်လိုက်မယ်။ကျွန်တော်ငငယ်တုန်းကတော့အမေတို့ကတော့ကတော့ကစုံရက်ကိုတခုချင်းချိုးတယ်ရှစ်အကောင်တွေပိုင်းရှိလားဘာလားစစ်စေးတာပေါ့နော်။ကျွန်မတော့ဒီမှာလွယ်လွယ်ကူကူပဲဒါနဲ့လှီးဖြတ်မယ်။ပြီးရင်စားရည်စိမ့်မယ်။ပြီးရင်တည်တည်ချာချာပြန်စစ်မယ်ရှင်။ဒါကတော့စားထည့်မယ်။ပြီးရင်စားရည်စိမ့်မယ်။အကောင်တွေပိုင်းရှိမှဆိုလို့လေ။ဆိုင်စိန်နာကကျွန်မ9မိနစ်10မိနစ်လောက်တော့ဆိုင်စိန်ပါတယ်ရှင်။ ဆိုင်းစိတ်ပြီးတော့ရေနှစ်ခါလောက်ထပ်စေလိုက်တဲ့ဒီအနေထားလေးပေါ့နော်ကြော်မှဖြစ်တဲ့အတွက်ကစွမ်းကိုရေမရှိအောင်ကျွန်မအဖုံးလေးပိတ်ပြီးတော့အခါတိုင်းရေစင်သွားအောင်ပေါ့နော်ကျွန်မဒီမှာဒီအဖုံးလေးကိုလှည့်လိုက်တယ်အဲ့လိုလှည့်လိုက်တဲ့အခါမှာကစွမ်းမှရှိတဲ့ရေတွေကအောက်ကိုရောက်သွားတယ်ရှင့်လွယ်လွယ်ကူကူပဲဒါလေးကတအားလွှဲတာ ဘဲအကြောင်းမဆိုကြော်တဲ့အခါမှာရင်ရှိတယ်ဆိုရင်စီပောက်တက်တယ်ဒီဟာမျိုးလေးတွေရှိတဲ့အခါမှာကျတော့ကျွန်တော်တို့စီမပောက်ဘူးပေါ့နော်ရေအောက်ကိုကျတော့ဒီမှာရေမရှိတော့ဘူးဒီမှာအောက်မှာဆိုရင်ကျွန်တော်တို့ဒါအောက်မှာရေတွေအများကြီးပဲအရွက်ကနေထွက်တဲ့ရေတွေပေါ့စပြီးတော့ကြော်မယ်ရှင်ဟိုရေကိုစီနေနေငယ်ထဲပါလေကျမကစက်တုံပြူနဲ့ငြိမ်သီးမဲ့ကိုအဓိကသုံးမှာဖြစ်ပါတယ် ါကတော့ကျမရဲ့ဝက်ခေါက်ကြွကြလေးဖြစ်ပါတယ်ရှင်။ဝက်ခေါက်ကြွကြလေးကအခုလိုနေထားလေးပါရှင်။ဒီဝက်ခေါက်ကြွကြကိုကျမဒီမှာထည့်ပြီးတော့ကြော်မယ်။အဲ့တော့အိုမစီပူလာရဆိုရင်လိဖြတ်ထားတဲ့ငူတိမဲနဲ့ကျွတ်မျိုးထည့်ပြီးတော့အရောင်လေးပြောင်းလိထိစီတက်လိုက်တဲ့မှုံမဲတတိထားပါ။ပြီးတော့ရင်ကျမတူတွေကိုခူးစီကနှစ်စွန်းသုံးစွန်းလောက်ကျမထည့်မယ်ခူးစီထည့်ပြီးတော့အနေပဲငမြိုင်အကျဲကလည်းတစ်စွန်းခွဲလောက်ကျမထည့်လိုက်တယ် ပြီးတော့ရေတစ်ခွက်ကောက်ထည့်လိုက်တယ်ပြီးရင်တော့ဒီရေလေးကိုနည်းနည်းလေးမှွေပေးလိုက်တယ်ရှင်ရတာလေးနည်းနည်းတမရန်အတွက်ပြီးတော့ဒါနဲ့ဝက်ခေါက်ကြွကြမိမိလိုတလောက်ထဲပါသဘောတရားကတော့ဒီရေတဲ့ဝက်ခေါက်ကြွကြထဲမှာဝက်ခေါက်ကြွကြတဲ့ကိုဒီရေအရသာဝင်တော့မယ်ပြီးတော့ဝက်ခေါက်ကြွကြလေးတွေပျော့သွားမယ်ရှင်အခုဆိုရင်ပျော့သွားပြီအဲ့ဒါဆိုရင်ကစုံရွက်လမ်းနှစ်ဆုပ်လောက်ကောက်ယူပြီးပြစ်ထည့်လိုက်တယ်ရှင် ကိုဇွန်ရက်ထည့်ပြီးတော့အနေအယောင်လေးနေနေစိမ့်စိမ့်လေးလိုချင်တယ်။ဒါကြောင့်မလို့ကျွန်တော်အပေါ်ကနေပြီးတော့စာလေးနေနေထည့်တယ်။အရသာမုံထည့်တယ်။ပဲငမြိုက်အနေငယ်ထက်ထည့်တယ်ရှင်။အများကြီးတော့ထပ်မထည့်ဘူးเนาะအနေငယ်ပဲ QC လည်းအများကြီးမလိုဘူး။ခနေပဲတော်ပြီရပြီဒီနေသားဆိုရင်တော့အားလုံးတမတီတီကြော်တယ်။ကိုဇွန်ရက်လေးတွေကြုံပြီးတော့အရသာဝင်သွားတဲ့နေသားရောက်တဲ့အချိန်7မိနစ်လောက်မှွေမှွေပြီးတော့ကြော်ပါတယ်။ဒါကတော့ ကျမရဲ့ကစားကလေးကျုံသွားတဲ့အနေထားလေးဖြစ်ပါတယ်ရှင်။ဒီအနေထားရောက်တယ်ဆိုရင်တော့စိတ်တိုက်ပကံနဲ့ကိုပြောင်းထည့်ပြီးတော့ထမင်းပူပူလေးနဲ့တွဲဖက်ပြီးတော့သုံးဆောင်နိုင်ပါတယ်။ Thank you ပါ